ကျွန်တော်တို့ Chelsea ကစားသမားတွေနဲ့ပတ်သက်တဲ့ပြောစကားတွေကိုပြန်လည်သုံးသပ်ဆွေးနွေးလိုက်အောင်ခင်ဗျာ။မင်္ဂလာပါ။ Cookies Chelsea Fan Page ကနေအပြောင်းအမြင်တော်များအားလုံးကိုကျေးဇူးပါတယ်။ဒီနေ့တော့ကျွန်တော် Chelsea နဲ့ပတ်သက်တဲ့ကစားသမားတွေရဲ့ပြောစကားတွေကိုပြန်လည်သုံးသပ်ဆွေးနွေးဖို့စဉ်းစားထားပါတယ်။အဲ့တော့ပထမကစားသမားကတော့ Voice Kaiser တို့ပေါ့နော်။ Kaiser တို့ကိုယ်တိုင် ပြောခဲ့တဲ့စကားတော့မဟုတ်ဘူး။ Kaiser တို့ပေါ်မှာ Postco ပေးခဲ့တဲ့မှတ်ချက်စကားလေးတခုဖြစ်ပါတယ်။ဒါအပြင် Bonanotti ရဲ့ Enzo Fernandez ပေါ်မှာပေးခဲ့တဲ့မှတ်ချက်စကားတခုကိုပါနှစ်ခုပေါင်းပါတော့သုံးသက်ဆွေးနွေးမှုလုပ်သွားချင်ပါတယ်။အဲ့တော့ပထမတစ်ပိုင်း Postco ရဲ့ WhatsApp Guys ပေါ်မှာပေးခဲ့တဲ့မှတ်ချက်စကားတခုချို့ပြောချင်တာသူတို့မှတ်ချက်စကားတွေကသူတို့ရဲ့အာဘော်ပဲဗျာသူတို့ရဲ့အယူအဆတသက်ဒါကြီးကတင်ရိုးကြီးမဟုတ်ဘူးအဲ့ဒါကိုလည်းကျွန်တော်ညီကလေးကိုအမြဲတမ်းတဲတဲကိုပဲဖြစ်အောင်ကျွန်တော်ပြောပြတယ် ကျွန်တော်စကားတိုင်းကလည်းတင်ရိုးမဟုတ်ဘူးဥပဒေမဟုတ်ဘူးကျွန်တော်တယောက်တည်းတတိပုဂ္ဂလအမြင်ပဲအဲ့ဒါကြောင့်ကျွန်တော်တို့လောင်းနေစရာလည်းမလိုကို့ဌာနဲ့ကိုကို့အမြင်နဲ့ကိုပဲဗျာ။အော်သူတို့ပြောတယ်ဒါ post code စကားပဲ။ post code အမြင်နဲ့เนาะ post code ရှိမှာပဲ။ကျွန်တော်တို့ကလည်းကျွန်တော်တို့အမြင်နဲ့ကျွန်တော်တို့ရှိမှာပဲ။သူတို့သိမလား။အရင် reaction လုံးနေစရာလည်းမလိုဘူးလို့ကျွန်တော်ထင်တယ်။ Okay အဲ့တော့ကျွန်တော်ဘာပြောလဲကြည့်လိုက်အောင်။ကျွန်တော် voice code တဲ့ ပြည်ပြည်စုံနဲ့ကိုယ်လှယ်ကစားသမားတယောက်လို့မတတ်မှတ်ထားပါဘူးတဲ့သူ့မှာကောင်းမွန်တဲ့ကံချက်တွေနဲ့ကိုယ်သွင်းတတ်တဲ့စွဲရင်ရှိသလိုထက်မြက်တယ်ဆိုတာကိုလည်းကျွန်တော်သိတယ်ကျွန်တော်ကကိုယ်လှယ်ကစားသမားတွေဆိုရင်တနေရာထဲမှာစော့တဲ့အထက်နေရာုံရွေ့ရှားပြီးမကြခဏဆိုသလိုကိုယ်သွင်းတဲ့ကစားသမားတွေကိုနှစ်တတ်တယ်မွိုင်းဆက်ကကိုယ်လှယ်ခံစစ်ကစားသမားတွေထဲမှာတော့အတော်ဆုံးကစားသမားတွေတဲ့ကတယောက်ပါ ကျွန်တော်ကတော့အဲ့ဒီကမှတိုနာလီကိုပို့သဘောကြတယ်ကျွန်တော်ကမန်ချက်စတာယူနိုက်တက်အတင်းရဲ့တာဝန်ရှိတဲ့သူဆိုရင်တိုနာလီကိုခေါ်ယူဖို့တေချာပေါက်ကြိုးစားမှာပါတဲ့ဒါအပြင်ဂွီမရီစ်ကလည်းအရင်ထက်မြက်တယ်လို့ပြောသားခဲ့တာပါပေါ့စကိုပြီးခဲ့တဲ့မှတ်ချက်စကားကတော့လောလောဆယ်မှာပြစ်သက်ကြားတယ်ပွဲစုသွားတယ်ပေါ့ဗျာသူက တိုနယ်လီကိုမော်ဆက်ကိုင်ဆူရိုဒက်ကောနောက်အာစတင်သင်းကွင်းလေဘိုချုပ်ဒက်ကလန်ရိုက်စ်တက်ကိုပို့ကြိုက်တယ်လို့ပြောသွားခဲ့တာဟုတ်အဲ့တော့ဒက်ကလန်ရိုက်စ်ဖန်တွေကျွန်တော်မော်ဆက်ကိုင်ဆူရိုဖန်တွေကတော့ဒီစကားကိုသဘောမကျကြဘူးပေါ့လေဒါပေမဲ့ကျွန်တော် ရှေ့မှာပြောသွားသလိုပေါ့ဒါသူ့အမြင်သူ့အထင်ဖြစ်တဲ့အခါကျတော့ကျွန်တော်ရဲ့ boss ကိုမှန်တယ်မှားတယ်ဟာမင်းကဘာကြီးပြောနေလဲတော့သွားပြောလို့မရဘူးအဲ့တော့ကျွန်တော်ကလည်းကျွန်တော်အထင်ကျွန်တော်အမြင်ကိုပြောပြမယ်ဆိုတော့ boss ကကောင်းတယ်မကောင်းဆိုတာထက်သူကြိုက်တယ်မကြိုက်ဘူးဆိုတဲ့အပိုင်းကိုပြောသွားတဲ့သဘောမျိုးတက်ရောက်တယ်ဗျ။ဘာကြောင့်လဲဆိုတော့ Guimarães နဲ့ Caicedo နဲ့အရင်ခိုင်းနိုင်လို့မရတဲ့အပိုင်းမျိုးတွေရှိတယ်ဗျ။တူတာကတော့တူတယ်။သို့တော့ ဘရူနိုဂီမရစ်ကကြတော့နံပါတ်8ကစားသမားပိုဆန်တယ်8နဲ့10တောက်လျှောက်ပါပဲ6 8တန်းကျွန်တော်လည်းအရင်ကြိုက်တဲ့တည်းမှာဂီမရစ်ပါတယ်တိုးတော့တိုနယ်လီကြတော့ထိတ်သဘောတော့မကြောက်ဘူးသူနဲ့ကျွန်တော်နဲ့အဲ့ဒါတော့အမြင်မတူတိုနယ်လီရဗျာအတင်းပရီးမီးယားလိနဲ့အမွေဝင်အောင်ကစားနေရတဲ့ပုံတံမျိုးကြီးလို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့ဘရုစင်စားကြည့်။တိုနယ်လီကို AC မီလန်မှာပီယာလိုလိုတင်စားကြတာ။ဒါဒုတိယပီယာလိုလေးပေါ်လာတဲ့ပီယာလိုလက်သက်ဘာညာစသဖြင့်ပေါ့။ ပီယာလိုကစားပုံမမှတ်မိတဲ့သူတွေမမှတ်မိနေမယ်ပီယာလိုကသွေးအေးတယ်လေဗျာကလင်ကျရဲ့လမ်းရှောင်ရင်ဘောလုံးထိုင်ပေးရင်ပေးနေတာ passive possess တွေအများကြီးပေးတဲ့ကစားသမား progressive possess လေးပေးနိုင်တယ်ဒါပေမဲ့ tonally ကြတော့ passive possess ပေးနိုင်မှုမှာ EPL မှာတော့ကျွန်တော်သိပ်မတွေ့ဘူးရန်အားနဲ့တဲ့ game tempo သိပ်မထိန်းနိုင်ဘူးဒါပေမဲ့ तू ကဘာသွားအားကောင်းလဲဆိုတော့အဲ့လိုတွန်းတွန်းတိုက်တိုက်ကြီးတွေအားကြီးတွေနဲ့ဆော့တဲ့အပိုင်းတွေသွားအားကောင်းတယ်အဲ့ဒါကို तू ကြိုက်တာလေဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါတစ်ပိုင်းပေါ့နောက်တစ်ပိုင်းကကြတော့ Bosco က तू က နေရာသွင်းရွေးရှာပြီးဂိုးသွင်းယူတာကြိုက်တယ်ဆိုတော့ဒါက DM မှာဆော့တယ်ကစားသမားတွေကိုသူဆိုလိုတာတော့မဟုတ်လာဘူးဗျ။ကိုက်ဆီတို့ကြတော့ဒါ DM မှာဆော့တယ်ကစားသမားတွေဂိုးသွင်းဖို့ထက်လုံအားနှုံးအပြည့်နဲ့ဘောဝင်းနေနေလိုက်လုပေးတာ။ရန်ဖယံကာမဂိုးသွင်းဝင်ကြုံတဲ့အခါမှသာ ကိုးသွင်းသွားတဲ့အခြေအနေမျိုးပါဒီတို့ကြောင့်သူရဲ့အကြိုက်ကိုပဲပြောတာဖြစ်ပါလိမ့်မယ်တကယ်တမ်းဟိုကောင်းလားမကောင်းလားဆိုရင်တော့ DM မှာကိုက်စီရိုပုံစံ type တွေဆိုရင်ကိုက်စီရိုကတော်တော်ကျန်းတယ်ပရီးမီးယားလိမှာဒါအကောင်းဆုံး၂ယောက်၃ယောက်ထဲမှာတော့ပါတယ်လို့ပြောလို့ရတယ်အဲ့တော့ကိုက်စီရိုနဲ့ Rice တူလားဆိုရင်လည်းမတူညီကွဲပြားမှုလေးတွေရှိတယ် Rice ဆိုရင်ဒါ passes အရန်ကောင်းတဲ့ကစားသမား ကွန်မန်ဒင်းနေအရန်လုံနိုင်တဲ့ကစားသမားတယောက်ဗျာအဲ့တော့ကြောင့်မတူကွဲပြားမှုလေးတွေကွန်းတဲ့ကစားသမားတွေမှာရှိပါတယ်အပေါ်စကူကတော့သူ့အမြင်သူ့ကြိုက်ပြောသွားတာပါကျွန်တော်တို့ကတော့ DM တနေရာမှာလက်ရှိအချိန်ကိုင်ဆီရိုကိုတော်တော်လေးသဘောကျပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညကိုတွေကိုတလက်စာတွေမိဆက်ပေးချင်တာကတော့ဘောလုံးပွဲကစားမယ်ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘတ်ခွန်ရှိကို9လုံးမစ်တိုကိုမမာတစ်ဘောနက်ယူနစ်ဖြစ်ဘောနက်တွေနဲ့တပတ်နှစ်ချိန်ယုံကြည်စိတ်ချစွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပမာဏ3963 8918ခွန်380မှာ ဆက်သွယ်ဆုံးတယ်မေးမြန်းလို့ရပါတယ်နောက်ထပ်အကြောင်းအလေးတစ်ခုကဘိုနာနိုဒီကအန်ဇိုဖာနန်ဒက်စ်ကိုချီကျူးသွားတာပေါ့နော်အန်ဇိုကလည်းကျွန်တော်တို့ Chelsea အသင်းရောက်လာတဲ့အချိန်မှာပထမဆုံးကြိုးသူပေးခဲ့တာပါပဲအဲ့ဒီအတွက်ကြောင့်လည်းသူ့ကိုအရန်ကျေးဇူးတင်မိတယ်အဲ့ဒါကကျွန်တော်ကို तू ကလူကောင်းတယောက်ဆိုတာပြောပြလိုက်တယ်လို့ပါပဲကိုင်းထဲမှာ तू ဘလို့ကစားသမားမျိုးလဲဆိုတာကျွန်တော်ပြောနေစရာတော့မလိုပါဘူးအန်ဇိုကကျွန်တော်ကိုဂါနာချိုးကိုပါကူညီပေးဖို့အမြဲတမ်းစူးစမ်းနေတာပါ အန်ဇိုကချယ်ဆီအသင်းရဲ့စီမံကိန်းမှာအရေးပါတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။သူကလက်ရှိကျွန်တော်တို့အသင်းရဲ့ဒုတိယအသင်းကောင်းဆောင်လည်းဖြစ်တယ်။သူနဲ့အတူအခိုက်အတန့်ပေါင်းများသောကိုမျှဝေပြီးသူ့စီကနေနေတိုင်းတင်ဝင်ရလို့လည်းကျွန်တော်အယံပြောမိပါတယ်တဲ့။ဆိုတော့ဘိုနာနိုတီလေးကစိုးတော့မစိုးဘူးပေါ့နော်။အငားခေါ်ယူခဲ့ပေမဲ့လက်ရှိအချိန်တော်တော်ယုံအားတိုးအားကောင်းတဲ့ကစားသမားလေးတစ်ယောက်အန်ဇိုချီးကျူးတယ်ဆိုတာကလည်းချီးကျူးတဲ့နဲ့အန်ဇိုကလုံးဝ အကိုကြီးထားပဲအတက်တာအရင်မကြည့်သေးတာအဲ့ဒီခေါင်းဆောင်မူပိုင်းဦးဆောင်မူပိုင်းကတော့ Enzo Fernandez တော်တော်လေးပြေသွားတယ်လက်ရှိအချိန်မှာကျွန်တော်တို့ Chelsea အသင်းမှာဆိုရင် Brazil သားတွေကလည်း၃ယောက် Argentina သားတွေကလည်း၃ယောက်နဲ့ Latin America တွေးအပြည့်စီးစင်းနေတဲ့အသင်းတစ်သင်းတော့အနည်းဆက်ဆုံးအချိန်နေရောက်နေပါပြီအရှိရှောက်ပြီးတော့လေဒီ Argentina သားလေးတွေ Chelsea မှာစစ်စစ်လုံးလုံးနဲ့ခြေသွမ်းပြနိုင်ပါစေလို့ဆုတောင်းရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်